တီဟီရန်ကောင်းကင်ယံဟာရုတ်တရက်ထူးဆန်းစွာတိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီးတတိပေးတံတွေရေဒါတွေ့ရှိမှုကြားဖြတ်ဒုံးကျည်တွေမရှိခဲ့ဘဲပောက်ကွဲတံတွေထွက်ပေါ်လာခဲ့ပါတယ်အီရန်ရဲ့ကာကွယ်ရေးစနစ်အားလုံးဖြစ်တဲ့ Qaddaf 3, Bavar 373, S300 တို့ဟာမလှုပ်ရှားနိုင်ပဲရပ်တန့်နေခဲ့ပါတယ်။ဒါဟာနီးပညာပိုင်းဆိုင်ရာချိုးယွင်းမှုတစ်ခုမဟုတ်ပါဘူး။ ဒါဟာ Israel ရဲ့ F35I Eldel ကိုပြောက်တိုက်လေယာဉ်တွေရဲ့ပြီးပြည့်စုံတဲ့တိုက်ခိုက်မှုရဲ့ရလဒ်ဖြစ်ပါတယ်။ဒီစစ်စင်ရေးဟာအနောက်နိုင်ငံသုံးသက်သူတွေကအီရန်ရဲ့နှလုံးသားတွေကိုတိတ်ဆိတ်စွာထိုးဖောက်မှုလို့ခေါ်ဆိုထားတဲ့စစ်စင်ရေးတစ်ခုဖြစ်ပါတယ်။ Israel လိုသိငယ်တဲ့နိုင်ငံတစ်နိုင်ငံကတိုက်ခိုက်မှုတစ်ခုဟာဒီလောက်ဗျူဟာမြောက်စေခဲ့တာမရှိခဲ့ဘူးပါဘူး။အထူးပြင်ဆင်ထားတဲ့ F35I ကိုပြောက်တိုက်လေယာဉ်တွေကိုအသုံးပြုပြီးပေါင်းစပ်ထားတဲ့ AI အာယုံခံကရိယာတွေ၊စိုက်ဘာစစ်စင်ရေးစွမ်းရည်တွေနဲ့ တိုးချဲ့ထားတဲ့ပြန်တန်းနိုင်တဲ့အကွာအဝေးတွေနဲ့အစ္စရေးဟာအီရန်ရဲ့အလွှာပေါင်းစုံလေကြောင်းရန်ကာဝေးရေးစနစ်တစ်ခုလုံးကိုမတွေ့ရှိနိုင်ပဲကြော်ဖြတ်နိုင်ခဲ့ပါတယ်။ဒါဟာနှီးပညာပိုင်းဆိုင်ရာအောင်မြင်မှုတစ်ခုသာမကအီရန်ရဲ့ကာဝေးရေးမူဝါဒဟာပြင်စမမျိုးဆက်လေတပ်တွေနဲ့ရင်ဆိုင်ရာမှာလုံးဝမအောင်မြင်ကြောင်းထင်ရှားတဲ့သက်တည်တစ်ခုလည်းဖြစ်ပါတယ်။ F35 အိုင်နဲ့မဟုတ်ပါဘူး။တိုက်ခိုက်မှုမစတင်ခင်မှာအနိုင်ပြန်တဲ့ထောက်လန်းရေး UAV တွေဟာအီရန်လေပိုင်းတစ်ထဲကိုနှက်ဆိုင်စွာထိုးဖောက်ဝင်ရောက်ပြီး ရေဒါနဲ့လေကြောင်းရန်ကာဝေးရေးစနစ်တွေက data တွေကိုစုဆောင်းခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲ F15 တွေကိုအသုံးပြုပြီးထိန်းချုပ်စင်တာတွေကိုအနှောက်အယှက်ဖြစ်စေဖို့ပြက်စစ်တန်လိုက်ဘုံးတွေနဲ့မလိုလားအပ်တဲ့ပြစ်မှတ်တွေကိုလွှတ်တင်ခဲ့ပါတယ်။မင်းနဲ့အနေငယ်ကြာမှာပဲ F35i ဟာတရဲတစ်စီတစ်ကောင်လိုပေါ်လာခဲ့ပါတယ်။ရေဒါချက်ပြမှုမရှိအတန်ထက်မြန်တဲ့စူညံတန်မရှိပဲဗျူဟာမြောက်ပြစ်မှတ်တွေမှာကြီးမားတဲ့ဟာဂတ်တွေဖြစ်ပေါ်စေခဲ့ပါတယ်။ အင်ဖာဟန်မှာယူရေနီယံကိုတတ်ထုအဖြစ်ပြောင်းလဲတဲ့ဗဟိုဌာနမှာထိုးဖောက်မြောက်နိုင်ဘူးလို့ယုံကြည်ထားတဲ့အကာရန်အမိုးတွေလုံးဝဖျက်ဆီးခံခဲ့ရပါတယ်။နာတက်စ်မှာထောင်နဲ့ချီတဲ့ Century Juice တွေလဲပတ်နေတဲ့နေရာမှာစမတ်ဘုံးတွေဟာထိန်းချုပ်စင်တာကိုဖျက်ဆီးခဲ့ပြီးအတွင်းပိုင်းစက်တိုက်ပေါက်ကွဲမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။နောက်ထပ်တိုက်ခိုက်မှုတစ်ခုက Tabriz မှာရှိတဲ့ဒုံးကျည်နဲ့ UAV တူလောင်ရုံတွေကိုပိတ်မှတ်ထားခဲ့ပြီးနောက်ဆုံးထုတ် Shahid Mortar တွေတင်းသီးထားတဲ့နေရာကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ F35I ကတိုက်ခိုက်မှုကိုစတင်ပြီး18စက္ကန့်အကြာမှာပဲဒီတိုက်ခိုက်မှုတွေဟာလျှက်စစ်တန်လိုက်အချက်ပြမှုတွေမထုတ်လွှတ်ခဲ့တာကထူးကြပါတယ်။ဒါကအီရန်နေနဲ့ဘယ်လီယင်ကဘယ်ကနေဘယ်အချိန်မှာသူ့ရဲ့လေပိုင်းနဲ့ထဲကိုဝင်ရောက်လာခဲ့တယ်ဆိုတာကိုဆုံးဖြတ်ဖို့မဖြစ်နိုင်အောင်လှုံ့ဆော်ခဲ့ပါတယ်။ပောက်ကွဲတန်တွေထွက်ပေါ်လာတဲ့အခါမှာတော့အီရန်ရဲ့လေကြောင်းရန်ကာဝေးရေးတပ်ဖွဲ့တွေဟာအမိန့်တွေကိုစောင့်ဆိုင်းနေခဲ့ရပါတယ်။အကြီးတန်းတပ်မှုတွေဟာဆက်သွယ်ရေးပြတ်တောက်သွားခဲ့ပြီး တီဟီရမ်မှာရှိတဲ့ညှိနှိုင်းရေးစင်တာဟာပထမလှိုင်းတိုက်ခိုက်မှုကြောင့်အလုတ်လုံနိုင်စွမ်းမရှိဖြစ်သွားခဲ့ပါတယ်။ပြည်တွင်းမှာဒေါသထွက်နေတဲ့ပြည်သူတွေရဲ့စံနှုန်းကိုတုံ့ပြန်တဲ့အနေနဲ့အီရန်ကနောက်ပိုင်းမှာအစ္စရေးရဲ့ F35 လေယာဉ်တစ်စီးကိုပစ်ချခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ဒါပေမဲ့လည်းအပျက်စီးများရဲ့စစ်မှန်တဲ့ဗီဒီယိုဖိုင်မရှိသလိုဖြစ်ပွားရာနေရာကဆက်သွယ်ရေးအချက်ပြမှုတွေလည်းမရှိခဲ့ပါဘူး။အရိစာအီရန်ကတင်ပြခဲ့တဲ့ဓာတ်ပုံတွေဟာယီမင်၊စီးရီးယားနဲ့ယူကရိန်းကရခိုင်မှတ်တမ်းဓာတ်ပုံတွေနဲ့တူညီခဲ့ပါတယ်။ ဒါဟာပြည်ရင်းမှာစိုးရိမ်ပူပန်မှုတွေကိုငြိမ်သက်စေဖို့ရည်ရွယ်တဲ့ဝါဒဖြန့်ချီမှုတစ်ခုဖြစ်ပြီးစစ်မြေပြင်အခြေအနေရဲ့ပုံတစ်ခုမဟုတ်ပါဘူး။ Israel နဲ့ပတ်သက်ပြီးကာဝေးဝင်ကြီးဌာနကနီးပြူဟာဆိုင်ရာအသေးစိတ်ချက်လက်တွေကိုအတိမပြုခဲ့သလိုငြင်းဆိုခြင်းလည်းမရှိခဲ့ပါဘူး။ဒါပေမဲ့နီးစက်တဲ့သတင်းရင်းမြစ်တစ်ခုကတော့ F-35I လေယာဉ်တစ်စီးမှပစ်ချခံရခြင်းမရှိဘဲအားလုံးလုံခြုံစွာပြန်ရောက်ရှိခဲ့တယ်လို့ဖော်ပြခဲ့ပါဗျာ။ ဒါဟာမှန်ကန်တယ်ဆိုရင်အီရန်ဟာဖုံးကွယ်လက်နက်တွေနဲ့လွှာပေါင်းတုံညှိနှိုင်းထားတဲ့ချင်းကပ်မှုကိုအသုံးပြုပြီးတိုက်ခိုက်ခံခဲ့ရပြီးဒုံးကျည်ဒဇင်းတောင်ပြန်လည်ပြစ်လွှတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါဟာအီရန်ရဲ့လုံခြုံရေးစနစ်အတွက်အကြီးမားဆုံးထိတ်လန့်မှုဖြစ်ပါတယ်။လက်နက်တွေဒါမှမဟုတ်ယူရေနီယံတူလောင်မှုတွေဆုံးရှုံးတာထက်နိုင်ငံတစ်ခုလုံးရဲ့လေပိုင်နက်ကို၅နာရီ၂နာရီနီးပါးလုံးဝထိန်းချုပ်မှုဆုံးရှုံးခဲ့ရတာပါ။ခင်မီစစ်ပွဲမှာအနိုင်ရသူဟာဒုံးကျည်ပုံများတဲ့ဘက်မဟုတ်ဘဲ တိုင်ဘက်မမြင်နိုင်တဲ့နေရာကိုတိုက်ခိုက်ပြီးအချိန်မီတုံ့ပြန်မခံရတဲ့ဘက်ဖြစ်တယ်ဆိုတာကိုအစ္စရေးကသက်သေပြခဲ့ပါတယ်။ဒီတစ်ချိန်မှာအစ္စရေးဟာဒေတာရင်းကဘယ်နိုင်ငံမှမကြုံဘူးတဲ့အတိုင်းအတာနဲ့လှုပ်ဆောင်ခဲ့ပါတယ်။ဒီစစ်စင်ရေးဟာပြီးဆုံးသွားခြင်းမရှိသေးပေမဲ့ပထမတနအီအတွင်းမှာပဲ F35I ဟာအနောက်နိုင်ငံတိုက်လေယာဉ်တွေရဲ့တမျိုးဆက်လုံးကစမ်းသပ်ဖို့သာရဲရဲဝံ့ဝံ့လှုပ်ဆောင်ခဲ့တဲ့အရာတစ်ခုကိုအောင်မြင်ခဲ့ပါတယ်။ရန်သူရဲ့အကာအကွယ်ပြင်းထန်တဲ့လေပိုင်းတစ်ထည့်ကိုတိုက်ရိုက်ထိုးဖောက်ဝင်ရောက်ပြီး ဘသူမှမသိရှိပဲပြန်လည်ထွက်ခွာနိုင်ခဲ့ပါတယ်။အစ္စရေးရဲ့ရခိုင်မကြုံစဘူးလေကြောင်းတိုက်ခိုက်မှုစစ်ဆင်ရေးနောက်ွယ်မှာအဆုံးဖြတ်ပေးတဲ့အချက်နှစ်ခုရှိပါတယ်။အချိန်ကိုင်းမှုနဲ့အမေရိကန်ရဲ့တိတ်ဆိတ်တဲ့ထောက်ခံမှုတွေပါ။ဒီစစ်ဆင်ရေးဟာအီရန်ကနျူကလ িয়ার စွမ်းရည်ဖွံ့ဖြိုးရေးအဆုံးအစွန်ရောက်နေတဲ့အချိန်မှာအတိအကျဖြစ်ပေါ်ခဲ့တာဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။တံပြန်တိုက်ခိုက်မှုတွေမှာဝါရှင်တန်နဲ့ထောက်လန်းရင်းနဲ့ဤပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရဲ့အမှတ်အသားတွေထင်ရှားစွာပါရှိလာလဲမတော်တဆမဟုတ်ပါဘူး။ နှစ်စားကနေစတင်ပြီးထောင်လန်းရေးအစီရင်ခံစာတွေကအီရန်မှာ60ရာခိုင်နှုန်းအထိတန့်တင်ထားတဲ့ယူရေနီယံတိုးလောင်မှုလုံလောက်စွာရှိပြီးနျူကလ িয়ার လက်နက်အဆင့်ရောက်ဖို့ရပ်တန့်တပတ်အနေငယ်သာလိုအပ်တော့တယ်လို့အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။ဤပညာပိုင်းဆိုင်ရာစွမ်းရည်ရာအီဖာဟန်နဲ့နာတန်စလိုသူတေသနာဌာနတွေဟာဘုံထုတ်လုပ်မှုရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့တတုပုံသံအဖြစ်ပြောင်းလဲတဲ့လုပ်ငန်းစဉ်ကိုဇူလိုင်လစောပိုင်းမှာစတင်ဖို့ရည်ရွယ်ပြီးဆက်လက်အားဖြည့်ထားခဲ့ပါတယ်။ Israel အတွက်တော့ဒါဟာအန္တရာယ်တစ်ခုပါ။ အီရန်မှာနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်သွားတဲ့အခါတမယိုးကြဟန်တာမှုတွေဟာအတိတ်ပဲမရှိတော့ပါဘူး။ဒါကြောင့်တီဟီရန်ကအဆုံးအဆုံးကိုမကျော်ဖြတ်ခင်စစ်ရေးရဆောင်ရွက်မှုဟာတခုတည်းသောရွေးချယ်စရာဖြစ်လာပါတယ်။ဇွန်လလေးကိုရွေးချယ်ခဲ့တာဟာတဲလ်အဖစ်ကတဦးတည်းဆုံးဖြတ်ခဲ့တာမဟုတ်ဘူးလို့ကျွန်တော်တို့ယုံကြည်ပါတယ်။စစ်စင်ရေးမဖြစ်ပေါ်ခင်ရက်တပ်တပတ်တွေအတွင်းမှာအမေရိကန်ကသွယ်ဝိုက်တဲ့ထောက်ခံမှုစီဇန်မန်တွေကိုအကောင့်ထယ်ဖော်ခဲ့တယ်ဆိုတဲ့လက္ခဏာများစွာရှိခဲ့ပါတယ်။ အာလီဘက်အစဉ်ဖြတ်သိမ်းပွဲတစ်စင်းကိုအရှိတ်ပံ့မြေတဲ့ပင်လယ်မှာတက်ဖြန့်ချလာပြီး Spine 1 Radar နဲ့ Aegis စနစ်တွေနဲ့တက်ဆင်ထားကာအီရန်နဲ့သူ့ရဲ့ပတ်ဝန်းကျင်ဒေသတွေရဲ့လေပိုင်နဲ့တခုလုံးကိုစောင့်ကြည့်နိုင်စွမ်းရှိပါတယ်။ American ထောက်လိုင်းရဲ့ဂျူလူတွေဟာပုံမှန်ထက်ပိုနှိမ့်တဲ့အမြင့်တွေမှာလဲပတ်နေပြီးအီရန်ရဲ့စစ်ရေးနဲ့လေကြောင်းရန်ကာဝေးရေးအစအဦးတွေကလျှက်စစ်တန်လိုက်အချက်ပြမှုတွေကိုစုဆောင်းနေပါတယ်။ဒီ data တွေကိုဗျူဟာမြောက်မိတ်ဖက်တွေနဲ့မျှဝေပေးပါတယ်။ အမေရိကန်ရဲ့ပင်လယ်ွေလေတပ်ထိန်းချုပ်ရေးစင်တာမှာရှိတဲ့ကာတာနိုင်ငံရှိ LUD စခန်းဟာသတိပေးအဆင့်ကိုအဆင့်နှစ်ထိမြင့်တင်ထားပြီးအစ္စရေးကိုကာဝယ်ဖို့ဒါမှမဟုတ်အီရန်ရဲ့တံပြန်တိုက်ခိုက်မှုတွေကိုကြားဖြတ်ဖို့လိုအပ်ရင်ရေးပေါ်တက်ဖြန့်ချထားနိုင်ဖို့ပြင်ဆင်ထားပါတယ်။ Trump အုပ်ချုပ်ရေးကတရားဝင်အနေနဲ့ဝင်ရောက်ဆွတ်ဖတ်မှုကိုကြေညာမထားပေမဲ့သမ္မတရဲ့အစ္စရေးကကျွန်တော်တို့ကိုလိုအပ်ရင်ကျွန်တော်တို့ရှိရှိတာပေးမယ်ဆိုတဲ့ထုတ်ပြန်ချက်ကပြတ်သားတဲ့နိုင်ငံရေးထောက်ခံမှုကိုညွှန်ပြပါတယ်။ ဒါဟာဆီးရီးယားဟစ်ဘိုလာဒါမှမဟုတ်ရုရှားလိုတတိယအဖွဲ့တွေပဋိပက္ခတွေဝင်ရောက်မှုကိုဟန့်တားဖို့လုံလောက်ပါတယ်။ထပ်မံပြီးအစ္စရေးရဲ့မြန်မာတဲ့ GPS data နဲ့တိကျသွားထိန်းချုပ်ထားတဲ့ဘုံးတွေဖြစ်တဲ့ GPU 39နဲ့ GPU 53B လိုလက်နက်တွေကိုအသုံးချမှုတွေကလည်းဤပညာပိုင်းဆိုင်ရာနီးကပ်တဲ့ညှိနှိုင်းမှုကိုပြသပါတယ်။ဒီလက်နက်တွေဟာစစ်ရေးနေရာချထားမှု data ကိုကုတ်ဖွက်ထားဖို့လိုအပ်ပြီးအမေရိကန်မှသာထောက်ပံ့ပေးနိုင်တဲ့အခွင့်အာဏာရှိပါတယ်။ ချိန်ကိုက်မှုရာအစ္စရေးကအီရန်မှာပြည်ရင်းထိန်းချုပ်မှုဆုံးရှုံးနေတဲ့အခိုက်အတန့်ကိုအတိအကျရွေးချယ်ခဲ့ပါတယ်။တီဟီရန်နဲ့အီဖာဟန်မှာစီးပွားရေးဆန္ဒပြမှုတွေမကြသေးခင်ကဖြစ်ပွားခဲ့ပြီးအစိုးရရဲ့တုံ့ပြန်နိုင်စွမ်းကိုအားနည်းစေခဲ့ပါတယ်။တပြိုင်နက်တည်းမှာအီရန်ရဲ့စစ်ရေးကောင်းဆောင်များစုဟာမရှာဟတ်မှာပိတ်ထားတဲ့ညီလာခံတစ်ခုကိုတက်ရောက်နေကြပါတယ်။ဒါကအန်အားတင့်တယ်မဲ့စစ်စင်ရေးအတွက်အကောင်းဆုံးအခွင့်အရေးတစ်ခုဖန်တီးပေးခဲ့ပါတယ်။ဗျူဟာမြောင်မဟာမိတ်နှစ်ဖွဲ့ကြားတိတ်ဆိတ်ပြီးတိကျတဲ့ညှိနှိုင်းမှုက ပထမနာရီမှာပဲအပြည့်အဝလွှမ်းမိုးနိုင်မှုကိုဖန်တီးပေးခဲ့ပါတယ်။တဖွဲ့ကဓာတ်ရိုက်ဆောင်ရပြီးနောက်တဖွဲ့ကထောက်ခံမှုနဲ့နှီးပညာပိုင်းဆိုင်ရာအကူအညီပေးခဲ့ပါတယ်။ဒါဟာကြိုတင်တိုက်ခိုက်မှုတစ်ခုသာမကပြိုင်ဖက်မသိလိုက်တဲ့အခါအားသာချက်အလုံးကိုကင်ဆွဲထားတဲ့အချိန်ကိုက်ချင်းအမှုပညာရဲ့သင်ငန်းလာတစ်ခုလည်းပဲဖြစ်ပါတယ်။ Israel ကလေပိုင်နက်ကိုထိန်းချုပ်နိုင်ပြီးနောက်စစ်စင်ရေးရဲ့နောက်တစ်ဆင့်ကိုစတင်ခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার နဲ့ဗျူဟာမြောက်ဒုံးကျည်စွမ်းရည်တွေကိုလုံးဝဖယ်ရှားပစ်ဖို့ပါ။ ဒါဟာလေကြောင်းတိုက်ခိုက်မှုတွေရဲ့စီးရီးတစ်ခုသာမဟုတ်ဘဲနှစ်ပေါင်းများစွာတည်ထွင်လာတဲ့တိကျတဲ့ထောင်လိုင်းရေးအချက်လက်အစင်းမြင့်လမ်းညွှန်နည်းပညာနဲ့အဆောက်အဦတစ်ခုချင်းစီရဲ့အားနည်းချက်တွေကိုလက်ရှိုင်းစွာနားလည်မှုပုံမူတည်ပြီးဂယုတဆိုင်စီစဉ်ထားတဲ့လှုပ်ဆောင်မှုတွေရဲ့အစီအစဉ်တစ်ခုပါဦးစားပေးပြမဟာ Ifahan Nasdan နဲ့ Foldo ဆိုတဲ့အဓိကနေရာ၃ခုပေါ်မှာပို့ပြူထားတယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဒီနေရာတွေဟာအီရန်ရဲ့နျူကလ িয়ার လက်နက်ဖွံ့ဖြိုးရေးရဲ့တစ်ခုလုံးရဲ့အရေးပါတဲ့ဆက်ဆက်အချက်တွေပါ။ ဒီနေရာသုံးခုစလုံးဟာတိကျသွားထိန်းချုပ်ထားတဲ့ခဲယမ်းတွေနဲ့တပြိုင်နက်ဒီပါတိုက်ခိုက်ခံခဲ့ရပါတယ်။မြေအောင်ပြတ်ဖက်တွေကိုဖျက်ဆီးနိုင်တဲ့ဘန်ဂါဖောက်ဘုံတွေဟာတိကျသွားဖျက်ဆီးနိုင်ပါတယ်။အီဖာဟမ်မှာနျူကလ িয়ার ဘုံဥတိုင်းထုတ်လုပ်မှုရဲ့နောက်ဆုံးဆင့်ဖြစ်တဲ့ယူရေနီယံကိုတတ်တူဖြစ်ပြောင်းလဲတဲ့ဗဟိုဌာနဟာသူ့ရဲ့ဗဟိုလေပတ်မှုဧရိယာမှာဓာတ်ရိုက်ထိမှန်ခဲ့ပါတယ်။ဂျိုလူတပ်ပုံတွေအရဘုံပေါက်ကွဲမှုကိုခံနိုင်ရရှိဖို့အကွဲအကွဲအပြားပြားဒီဇိုင်းထုတ်ထားတဲ့အဆောက်အဦတွေဟာတစ်ချိန်တည်းတိုက်ခိုက်မှုနဲ့လုံးဝဖျက်ဆီးခံခဲ့ရပါတယ်။ ဒါဟာ GPU 53B Stone Breaker ဘုံးနဲ့ဖြစ်နိုင်ခြင်းအများဆုံးဖြတ်စည်းခံခဲ့ရတာပါဒီဘုံးမျိုးစားဟာအနီအောက်ရောင်ကြီးအာယုံခံကိရိယာတွေနဲ့တက်ကြွရေဒါတွေကိုအသုံးပြုထားပြီးရှုပ်ထွေးတဲ့မြေမျက်နှာသွင်းပြင်ကိုလိုက်ရောညီထွေစွာကိုယ်တိုင်လမ်းညွှန်နိုင်ပါတယ် NATOs မှာ Uranium ကို60ရာခိုင်နှုန်းထိတန့်တင်ဖို့လဲပတ်နေတဲ့ IR6 Sentry Juice ထောင်ကြီးရှိပြီးဒီတိုက်ခိုက်မှုတွေဟာအစာအုပ်တစ်ခုလုံးကိုလုံးဝဖြတ်စည်းဖို့ရည်ရွယ်တာမဟုတ်ပါဘူးအဲ့ဒီအစားထုတ်လုပ်မှုလိုင်းကိုပြတ်စည်းစေရင် လေးအပေးစနစ်ကိုဖောက်ခွဲဖြတ်စီးပြီး Century Juice တွေကိုတိကျသွားလဲပတ်နိုင်ဖို့မရှိမဖြစ်လိုအပ်တဲ့မျက်စစ်တားထောက်ပံ့မှုကိုမတိမငိမ်ဖြစ်စေဖို့ဒီဇိုင်းထုတ်ထားပါတယ်။ကျွမ်းကျင်သူတွေဆိုရာဒီပျက်စီးမှုဟာတန်းစီမှုလုပ်ငန်းတွေတစ်ခုလုံးကိုအနည်းဆုံး12လမှ18လအထိရပ်တန့်သွားလောက်အောင်ပြင်ထန်ပါတယ်။ကွန်မြို့နီးကတောင်တွေအတွင်းနတ်ဆိုင်သာတည်ရှိနေတဲ့ Fordo ဟာကြောက်တုံးပေ260အောက်မှာရှိတာကြောင့်ထိုးဖောက်မရနိုင်ဘူးလို့ယူဆထားပါတယ်။ ဒါပေမဲ့အနောက်နိုင်ငံထောက်လိုင်းရေးအစီရင်ခံတာတွေရာအစ္စရေးက American Radar ချက်ပြမှုတွေနဲ့လမ်းညွန်ထားတဲ့အပူအာယုံခံကိုကိုကိုဖျက်ဆီးတဲ့ drone တွေကိုအသုံးပြုပြီးလေဝင်လေထွက်ပြုံနေတဲ့ဝင်ပေါက်တွေကိုတိကျသွားတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါဗျ။ဒါဟာဆောက်ဦးတစ်ခုလုံးကိုမဖျက်ဆီးနိုင်ခဲ့ပေမဲ့မြေအောက်နျူကလ িয়ার နေရာတွေအတွက်အရေးပါတဲ့အစိတ်ပိုင်းနှစ်ခုဖြစ်တဲ့တံငွေထောက်ပံ့မှုလိုင်းတွေနဲ့အေးအေးပေးစနစ်တွေကိုပြိုကျသွားအောင်လုံလောက်ခဲ့ပါတယ်။နျူကလ িয়ার ပြတ်မှတ်တွေပြင် အစ္စရေးကတီဟီရန်နဲ့ ဟန်တားမှုဗျူဟာရဲ့အဓိကအင်အားဖြစ်တဲ့ပယ်ထိန်တုံးကြီးစနစ်ကိုလည်းတိုက်ရိုက်ပြင်မှတ်ထားခဲ့ပါဗျ။ဒါဘရီးစ်မှာရှိတဲ့ရှာဟစ်တူလောင်ယုံဂါမစာမှာဒုံးကြီးဖွံ့ဖြိုးရေးစင်တာနဲ့ဆမ်နန်မှာစမ်းသက်ပြစ်လို့ရနေရာတွေဟာနှစ်ညအတွင်းမှာပဲဖျက်ဆီးခံခဲ့ရပါဗျ။ဆမ်နန်မှာ GDM လမ်းညွန်ပုံးတွေဟာပြစ်လို့ပလက်ဖောင်းတွေနဲ့အေးစီတူလောင်ကန်တွေကိုတိကျသွားတိုက်ခိုက်ခဲ့ပြီးဇက်တိုက်ပောက်ကွဲမှုတွေကိုဖြစ်ပေါ်စေခဲ့ပါဗျ။ဒါဟာ မိုင်380ကျော်အကွာကဂျူဒူတွေကနေမြင်နိုင်ခဲ့ပါတယ်။ထူးခြားတဲ့အချက်တစ်ခုကအစ္စရေးကမြေပြင်အာရုံခံစနစ်တွေ UAV တွေနဲ့ဂျူဒူတွေကြားအချိန်နဲ့တပြိုင်နက်ညှိနှိုင်းမှုကိုအသုံးပြုပြီးတိကျတဲ့တိုက်ခိုက်မှုတွေကိုလှုပ်ဆောင်ပုံပါ။ဥပမာဂါမဆာမှာထောက်လန်းရေး UAV တစ်စီးကမိုဘိုင်းပစ်လွှတ်ရာနေရာမှာထူးခြားတဲ့လှုပ်ရှားမှုကိုတွေ့ရှိပြီးတဲ့နောက် data ကိုချက်ချင်းထိန်းချုပ်စင်တာကိုပို့ဆောင်ခဲ့ပါတယ်။အဲ့ဒီမှာပေ3900အထက်မြင့်မှာပြန်တန်းနေတဲ့ F35I ကို3မိနစ်တွင်ဥတီယာပြောင်းလဲပြီးညွှန်ကြားခဲ့ပါတယ်။ရလအနေနဲ့ပြစ်လွတ် platform တစ်ခုလုံးဟာအန်နီယယ်ဇုံကနေမထွက်ခွာနိုင်ရင်ဖျက်ဆီးခံခဲ့ရပါတယ်။ hardware တွေကလည်းပြစ်မှတ်ထားရုံသာမကပဲဒီစစ်စင်ရေးဟာဗျူဟာမြောက်လူဆွမ်းအားအရင်းမြစ်တွေကိုလည်းအာရုံစိုက်ခဲ့ပါတယ်။အစီရင်ခံသားတွေကအနည်းဆုံးအကြီးတန်းနျူကလ িয়ার သိပ္ပံပညာရှင်18ဦးနဲ့ Iran လက်နက် engineer 40ကျော်ဟာပြစ်မှတ်ထားတိုက်ခိုက်မှုတွေမှာသေဆုံးခဲ့ပါတယ်။ဒီဝန်ထမ်းတွေကိုချက်ချင်းအစားထိုးလို့မရပါဘူး။ အီရန်ရဲ့နျူကလ িয়ার စီစဉ်ဟာနှစ်ပေါင်းများစွာပြည်ပကသင်တန်းတက်ရောက်ခဲ့တဲ့နက်ဆိုင်နဲ့ကျွမ်းကျင်မှုရှိသူအနည်းငယ်ပေါ်မှာမှီခိုနေရတာပါဒီတိုက်ခိုက်မှုတွေရဲ့အကျိုးဆက်အနေနဲ့အီရန်ဟာလာမယ့်9နှစ်မှ9နှစ်ထိနျူကလ িয়ার နဲ့ဒုံးကျည်စီစဉ်တွေကိုပြန်လည်တိစောက်နိုင်တဲ့စွမ်းရည်ကိုလုံးဝဆုံးရှုံးခဲ့ရပါတယ်ဒါဟာရုပ်ပိုင်းဆိုင်ရာပျက်စီးမှုတွေကြောင့်သာမဟုတ်ဘဲနီးပညာကျွမ်းကျင်မှုဝန်တန်းတွေထောက်ပံ့ပို့ဆောင်ရေးနဲ့နီးပညာတွေရဲ့တစ်ခုလုံးဆိုင်ရာကွင်းဆက်ဟာတပြိုင်တည်းဖြတ်စည်းခံခဲ့ရတာကြောင့်ပါ တကယ်တော့အချို့သတင်းရင်းမြစ်တွေကတန့်စင်ထားတဲ့ယူရေနီယံပစ္စည်းအချို့ဟာပေါက်ကွဲမှုတွေမှာဖြတ်စည်းခံခဲ့ရပြီးစီတိုလောင်မှုရေးပါတဲ့အဆင့်အောက်နည်းအောင်လျှော့ချခဲ့ရတယ်လို့ဖော်ပြပါဗျ။ဒီဆက်စင်ရင်းနဲ့အစ္စရေးဟာအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုခေတ္တရပ်ဆိုင်းရုံသာမဟုတ်ဘဲရေရှည်ပြူဟာရာအစကနေပြန်ဆပို့တွန်းအားပေးခဲ့ပါဗျ။ဒါဟာအဆုံးဖြတ်ပြီးတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီးအီရန်ကိုတိုက်ခိုက်မှုမတိုင်ခင်ရှိခဲ့တဲ့အနေအထားကိုပြန်ရောက်ဖို့ဆယ်စုနှစ်တခုနီးပါးဆုံးရှုံးစေခဲ့ပါဗျ။ တကယ်လို့သူတို့မှာစွမ်းရည်ကြံရှိနေသေးပြီးနိုင်ငံတကာအတိုင်းဝိုင်းကခွင့်ပြုမယ်ဆိုရင်나ยีတရားထက်နဲတဲ့အချိန်တွင်းမှာအရှိလေပိုင်းရဲ့လုံခြုံရေးအခင်းကျင်းဟာလုံးဝပြန်လည်ရေးဆွဲခံခဲ့ရပါတယ်။တချိန်ကဒေတာရင်းစွမ်းထက်နိုင်ငံဖြစ်ကြီးညာခဲ့တဲ့အီရန်ဟာအခုတော့ကြမ်းတမ်းတဲ့အမှန်တရားနဲ့ရင်ဆိုင်နေရပါတယ်။ဘျူဟာဤပညာနဲ့စစ်စင်ရေးအချိန်မှာလုံးဝအလွန်အမင်းနောက်ကောက်ချခဲ့ခံခဲ့ရပါတယ်။တစ်ဖက်မှာလူကြီးအဖြစ်အီရန်ရဲ့စေပုံတပုံထက်နေတဲ့အစ္စရေးကတော့ ာဝေးရေးစနစ်တွေကိုအောင်မြင်စွာဖယ်ရှားနိုင်ခဲ့ပြီးအီရန်ရဲ့နျူကလ িয়ার အခြေခံအဆောက်အဦတွေရဲ့အချက်အချာကိုတိုက်ခိုက်က၎င်းရဲ့စစ်ရေးထိန်းချုပ်မှုကွန်ရက်ကိုသုံးမရအောင်လှုံ့ဆော်ခဲ့ပါတယ်။တီဟီရန်ရဲ့အားနယ်လာတဲ့နေသားရဲ့အထင်ရှားဆုံးလက္ခဏာကတော့သူ့ရဲ့အားနယ်ပြီးပြတ်တောက်နေတဲ့တုံ့ပြန်မှုပါ။စစ်ရေးနဲ့လေကြောင်းရန်ကာဝေးရေးစင်တာတွေဖျက်ဆီးခံခဲ့ရတဲ့မှာအီရန်ဟာ၎င်းရဲ့ယင်းနီးပြည်သားလက်နက်တွေဖြစ်တဲ့ Shahid 136 drone တွေ Fatit 110 drone ကြီးတွေနဲ့ ခင်မမီတော့တဲ့အကွာအဝေးတို့ပဲ့ထင်းတုံးကြီးအနေငယ်နဲ့သာတံပြန်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ရခင်ပဋိပက္ခရင်းနဲ့မတူပဲဒီတစ်ချိန်မှာတံပြန်တိုက်ခိုက်မှုအလုံးဒီဘက်ကိုကြားဖြတ်ဖြတ်စည်းခံခဲ့ရပါတယ်။ Israel ရဲ့အလွှာပေါင်းစုံကာဝေးစနစ်ဖြစ်တဲ့ Iron Dome, Davis Lane နဲ့ Aero 3တို့ကချောမွေ့စွာလှုပ်လှုပ်ပြီးဝင်ရောက်လာတဲ့ပြစ်မှတ်တွေရဲ့65ရာခိုင်နှုန်းကျော်ကိုမြို့ပြ area တွေထဲမရောက်ခင်ကြားဖြတ်ဖြတ်စည်းခဲ့ပါတယ်။သိငယ်တဲ့ drone နဲ့ငယ်တာကာကွယ်ရေးကွန်ရက်ကိုဖျက်ချော်နိုင်ခဲ့ပေမဲ့ သူတို့ဟာအနှဲငယ်သာပျက်စီးမှုဖြစ်စေခဲ့ပါတယ်။အီရန်ကတင်လျော်တဲ့တံပြန်တိုက်ခိုက်မှုတွေကိုလှုပ်ဆောင်ခဲ့တယ်လို့ပြောဆိုခဲ့ပေမဲ့ Tel Aviv, Haifa နဲ့ Ashdod Video Fine တွေကနေ့စဉ်ဘဝဟာပုံမှန်တိုင်းဆက်လက်ဖြစ်ပေါ်နေတာကိုပြသပါတယ်။အုပ်စုလိုက်ထွက်ပြေးမှုမရှိအီရန်မီဒီယာတွေမှာဖော်ပြထားသလိုပျက်စီးဆိုးရွားတဲ့နေရာတွေလည်းမရှိပါဘူး။အပြန်အလှန်အားဖြင့်အီရန်နယ်မြေအတွင်းမှာပျက်စီးမှုတွေဆက်လက်အစီရင်ခံနေရပါတယ်။ကနအူးခံမှန်းချက်တွေအရ IRGC နဲ့ Quad Force ကအကြီးတန်းတပ်မှု88ဦးထပ်မံနေသေဆုံးခဲ့တယ်လို့ဒါမှမဟုတ်ပျောက်ဆုံးနေပြီးစစ်ရေးအဆောက်အဦ150ကျော်ခဲယမ်းတူလောင်ရုံတွေနဲ့ Radar Scan တွေဖျက်ဆီးခံခဲ့ရပါတယ်။ Iran Drop ပိုဆိုးရင်စရာကတော့သူ့ရဲ့ထိန်းချုပ်မှုဆက်သွယ်ရေးနဲ့ထောက်လန်းရေး C4I ကွန်ရက်ဟာလုံးဝသုံးမရဖြစ်သွားခဲ့တာပါ။ဒါကကာဝေးရေးယူနစ်တွေထိရောက်စွာနှိမ့်နှိုင်းလှုပ်ဆောင်နိုင်မှုကိုဟန့်တားပြီးရပ်ပောင်းများစွာဆက်လက်ဖြစ်ပေါ်ခဲ့တဲ့ပြည်ရင်းရှုပ်ထွေးမှုတွေကိုဖြစ်စေခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။